ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာ။ Football King ကနေပြန်လည်ပြီးတော့ဂျိုဆူလိုက်ပါတယ်။ဒုတိယလူနေရာတောင်တိတ်ပြီးမသေးကြတော့တဲ့အကြောင်းပြောလာခဲ့တဲ့ Arteta ။ Arsenal ပြ Arteta ကတော့ဘုံမောက်ကိုရှုံးနေခဲ့ရပြီးတဲ့နောက်ယခုနှစ်အသီးမှာဒုတိယလူနေရာတောင်မှမသေးကြတော့တဲ့အကြောင်းပရိသတ်တွေကိုဝမ်းသာအားပွဲရသတင်းစကားပါလာခဲ့ပါတယ်။ Arsenal ကဘုံမောက်ကိုလူစုံနှီးပါထုတ်ပြီးတော့ကစားသွားခဲ့တာဖြစ်ပေမဲ့အိမ်ငွေမာရင်အရင်နေသွားခဲ့တာပါ။ဒါပေမဲ့ဒီပွဲရှုံးကြောင့်ပေါက်ကွဲလာမဲ့ဒေါသတွေနဲ့ PSG ကတော့ဝါမျိုးပြစ်လိုက်မှာဖြစ်ကြောင်း Arteta ကကြွေးကြော်လိုက်ပါတယ်။ ာဆွေပရိသတ်တွေကတော့အာရီဒါလောက်ရဲ့ပေါ်မှာဒေါ်လေးကိုအံအားသင့်နေခဲ့ကြပါတယ်။အာရီဒါချန်ပီယံလိကိုပို့ပြီးတော့အောင်ဆိုင်ချင်တယ်ဆိုလို့ဒီပေါ်မှာသူတို့ကလည်းနားလည်မှုတွေအပြည့်ပေးခဲ့ကြပါတယ်။ပရီးမီးယားလိမှာရလတ်တွေဘလောက်ပဲဆိုးဝါးနေပါသေးချန်ပီယံလိကိုပို့ပြီးတော့အောင်ဆိုင်နေဆိုရင်အာရီဒါရဲ့စကားတွေကိုယုံစားပြီးပြီးတော့နားလည်မှုပေးခဲ့ကြပါတယ်။ဒါတော့ဘုံပေါင်းဆုံးခဲ့တော့လဲအာဆွေပရိသတ်တွေကလက်ခံပေးခဲ့ကြတာပါ။လက်ခံမပေးနိုင်တာ BG နဲ့ဒုတိယကြော့အဆုံးဖြတ်ပွဲစဉ်ရှိပါလေရဲ့သားနဲ့ဘာမလို့ဘုံမောက်ကိုလူဆောင်ထုတ်ကစားခဲ့ရတာလဲဆိုပြီးတော့နားမလည်နိုင်ဖြစ်နေကြတာပါ။ လူဆောင်တော့ကစားပြန်လဲအနိုင်ရရှောင်ကြိုးစားမှာဖြစ်ပြီးတော့တကယ်တမ်းပွဲပြီးမှာတော့အိမ်ကွင်းမှာကစားပြီးမြဲအာစတန်ကအမှတ်ဗလာပဲဖြစ်ခဲ့ရပါတယ်ဘုံမောက်စရာဖစ်စကယ်ပိုင်းအောင်အားပြုပြီးတော့ကစားတတ်တဲ့အသင်းတွေထဲမှာပါဝင်ပါတယ်မမထန်ထန်နဲ့ကစားတတ်တဲ့အသင်းလည်းဖြစ်ပါတယ်ဒါကြောင့်ဘုံမောက်နဲ့ပွဲမှာလူဆောင်တော့ကစားခဲ့တဲ့အာဒီတာရဲ့လုပ်ရပေါ်မှာအာစတန်ပြိသက်တွေကမေးခွန်းထုတ်နေခဲ့ကြပဲဖြစ်ပါတယ်မတော်လို့အဓိကကစားမိုက်တန်းရရှိခဲ့မယ်ဆိုရင်ဘေးနှခါနာဖြစ်ရမှာကအာစတန်ပဲဖြစ်ပါတယ်အာဒီတာသော transfer process တစ်ခုနဲ့နဲ့ထပ်ပြီးတော့နှစ်သိမ့်လာအောင်မှာဖြစ်ပါတယ် ိုင်ဘတ်ခွန်ရှိကို 1xbet တို့ကိုနိုင်ငံတကာပေါ့ကြီးတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ 1xbet အကောင့်ဖွင့်သူတိုင်း promo code fbk ခွန်3လုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရအောင်လေးသတင်းပေးပါစေဖုတ်ဘောကိမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် viber 39633လုံးခွန်3လုံး53လုံးကိုဆက်သွယ်နိုင်သူ comment တွေမှာချပေးထားတဲ့ telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာပေါမောက်ကိုရှုံးနေခဲ့ရတဲ့ပွဲစဉ်မှာမိမိတို့လိုချင်တာကိုမလုံနိုင်ခဲ့ဘူးလို့လေအာရီတာကပွဲပြီးမှညှိတွားပြောသွားခဲ့ပါတယ် ျွန်တော်တို့ဒီမန်ကန်နဲ့အချိန်ကိုမဖန်တီးနိုင်ခဲ့ကြပါဘူးစိတ်ပြက်စရာတွေဒေါသထွက်စရာတွေအများကြီးလုပ်ခဲ့ကြတယ်ကန်ဘောတွေကို ကာကွယ်ရမှလည်းဒီထက်ပိုကောင်းမှုလိုပါသေးတယ်အဲ့ဒီလိုအာရီတာကပြောခဲ့တာပါဒါပေမဲ့ဒီပွဲမှာထွက်ခဲ့တဲ့ဒေါသတွေကို PSG နဲ့ပွဲမှာပေါက်ကွဲထွက်ပြီးတော့ရလကောင်ရယူကပြန်လာနိုင်မယ်လို့အာရီတာကမျှော်လင့်နေပါတယ်ဝက်ဆန်ကိုသမားရောဂရင်းကတော့အာစနယ်က PSG လိုအသင်းကိုပြင်သစ်မြေမှာအနိုင်ဖျောက်ချဖို့ဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးလို့အာရီတာကိုသတိပေးလိုက်ပါတယ်အာစနယ်က PSG ကိုအနိုင်ပြတာမျိုးဒီချိန်မှာလုံးဝမဖြစ်နိုင်ဘူးလို့ကျွန်တော်ထင်ပါတယ် အာစနယ်ကစားမတွေကိုကြည့်ရတာယုံကြည်မှုမဲ့နေကြပါလေ။ဘာဖြစ်လို့ဖြစ်ချင်နေမှမသိပဲလမ်းပြောင်းနေကြပါလေ။ဒက်ကလန်ရိုက်စာထားဖောက်လိုက်အာစနယ်တသင်းလုံးဇောက်တိုးမိုးမျောဖြစ်သွားကြမှာလို့လဲရော့ဂရင်းကသူ့ရဲ့အမြင်တွေကိုပြောပြလာခဲ့ပါလေ။ယခုနေ့နောက်ပိုင်းတွေမှာအာစနယ်ကပရီးမီယာလိဘလားကိုစိန်ခေါ်လာနိုင်ခဲ့မယ်လေ။ယာဒီကုံနီးပါးတိုင်းမှာအဖျားရှူးရှူးလာတတ်ပါလေ။ဒီယာဒီမှာတော့အာစနယ်ကယာဒီကုံကန်နီးမဟုတ်ပဲသူ့ရဲ့ထုံးစံတိုင်းဆောင်းဝင်ကလေးကိုကအဖျားရှူးလာခဲ့တာဒီနေ့ထိကိုမရက်တန့်သေးပါဘူး။ဒါကြောင့်လဲခုစိန်အာစတင်ကသူတို့ယူနေကြဒုတိယနေရာကိုတော့မှ မတိကြရတဲ့အနေထားမျိုးဖြစ်လာပြီးတော့မန်စီးရဲ့မျက်စောင်းထိုးချိန်ကိုခံလာနေရပြီပဲဖြစ်ပါတယ်။မန်စီးရီနဲ့၃မှတ်သာကွာတော့နေထားကြောင်ဒုတိယလူနေရာနဲ့ယာစီတင်ရလိမ့်မယ်လို့သူ့အနေနဲ့တေချာပေါက်အာမမခံရဲဘူးလို့လည်းအာရီတာကပြောပါတယ်။အာရီတာကကျွန်တော်လှုပ်ရှားရအများကြီးရှိနေပါသေးတယ်။တင်ချာနီးရကြည့်မယ်ဆိုရင်ကျွန်တော်ဒုတိယနေရာအတွက်အရေးချင်းမပြည့်မီသေးပါဘူး။ဒုတိယနေရာနဲ့ယာစီတင်နိုင်မှုကျွန်တော်လှုပ်တွေအများကြီးလှုပ်အောင်မယ်လို့ပြောသွားခဲ့တာပါ။ဒီယာစီမှာတတရလူနေရာစတုထလူနေရာတွေကိုယာသွားရင်အာရီတာကိုပြည့်မမြင်ကြပါနဲ့။အာရီတာတို့ဒုတိယလူနေရာကိုယူနေကြဆိုညီးငွေလာတာဖြစ်နိုင်ပါတယ်။ ဇုံလေးကြည့်ပေးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ